ကဲအလောင်းမင်္ဂလာပါပြန် JDS ချန်မပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့မြန်မာပြည်သက်တွေအနေနဲ့လုံးဝလက်မလွတ်တင့်တဲ့ We Thai Voicing Gent Web ဖြစ်တဲ့ Thai ကဒီ Living Legend Number G Fighter တူဖြစ်တဲ့ Now U နဲ့ဒီနောက်ထပ်တို့ဒီတက်လူ Fighter တူလို့ပြောလို့ရတဲ့ဒီပောက်ကွဲအပြင်းပြင်းနဲ့ဒါရှင်ပြိုင်ထိုးတက်တဲ့ဒါ Muay Thai Number G Fighter ဖြစ်တဲ့ဒီခွန်သောအနီးတို့ရဲ့ဒါ Voicing Gent တွေကိုဒါပြည်သက်တွေနဲ့အတူကျွန်တော်အစအဆုံးလေးလာကြည့်ရှုပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတွဲဆိုင်ကတော့ဒါခေါင်ပွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါပြည်သက်တွေအနေနဲ့ ဆောင်ကြည့်သွားတင်တဲ့အပြင်ဒီ fighter နှစ်ဦးကဒါပြီးခဲ့တဲ့လပိုင်းလေးမှာပဲကျွန်တော်ပထမဦးဆုံးအကြိမ်ဒါတွေ့ဆုံပြီးတော့မှရှင်ပြိုင်ထူးတက်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်တော့ဒါခွန်ထောအနီကနောင်ဦးကိုဒီ split decision နဲ့အနိုင်ရယူသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ဒါရလက်ရပြောမယ်ဆိုရင်တော့ဒီ fighter နှစ်ဦးကြားမှာ time plate တွေရောမြန်မာ plate တွေရောဒီကဘာတဝမ်းကဒီ mui time plate တွေကြားမှာဆိုရင်တော့ဒီအငင်းပွားစရာဖြစ်ခဲ့တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါ one championship ဘက်ကလည်း ါဒီပွဲစဉ်ကိုကျွန်တော်ဒုတိယမကြီးပွဲအနေနဲ့ဒါပွင့်တယ်ပေးလိုက်တာဖြစ်တယ်ဗောနော်အဲ့တော့ဒီသွင်းဆိုင်ကိုတော့မနှက်ပြင်ပြီးရင်ဒီတပတ်ခါမနှက်ပိုင်းဗောနော်ဒီ159 31ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါပြိုင်ပွဲကြီးကိုစတင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်ဗောနော်ဒါမြန်မာစံတော်ချိန်အားဖြင့်ဆိုတော့ဒါ၈နိုင်ခွဲလောက်မှာဒါစတင်ပြီးတော့မှကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ထိုင်းအချိန်ကတော့ဒါ၈နိုင်ဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိဒီတွဲဆိုင်ကတော့ဒါခေါင်းပွဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနေ့လေပိုင်းဒါ၇နိုင်နဲ့၇နိုင်ဂျားမှာ ကျွန်တော်ပွဲကိုဒါကြည့်ရှုသွားရဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်ဒါမြန်မာပြည်သက်တွေအနေနဲ့ဒါမူထိုင်းကိုဒါဝါသနာပါပြီးကျွန်တော်ကြည့်ရှုခြင်းနေတဲ့ပြည်သက်တွေအတွက်ကတော့အာဒီတွဲဆိုင်ကလုံးဝဒါလက်မလွတ်တင်တဲ့ဒါတွဲဆိုင်တဆိုင်ဖြစ်ပါတယ်ဒီပွဲစဉ်မရှင်ပြိုင်ထိုးတက်ခင်မှာဆိုရင်တော့ဒါဖိုက်တာနှုတ်ဦးချမှာကျွန်တော်လေတိုက်ထားတာလေးတွေရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးဒါပြည်သက်တွေကိုကျွန်တော်အနေအချင်းလေးသိရှိသွားအောင်ကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့နောင်အိုကနေပြီးတော့မှဒါတွားလိုက်ခြင်းပြ။အဲ့တော့သူ့အနေနဲ့ကတော့ဒီ control အနီးနဲ့ ီလာမဲ့မေလ3ရက်နေ့ပေါ့နော်ဒီမကြီးပွဲအတွက်ဒါပွဲကြိုအင်တာဗျူးမှာဆိုရင်တော့ဒါခွန်ထောအနီးကိုဒီဒီချိန်မှာဒီအမတ်အဆုံးဖြတ်ထိမရောက်ဘဲနဲ့ဒါပြက်ပြက်တာတာပုံစံမျိုးနဲ့ဒါအနိုင်ရအောင်ကျွန်တော်ရှင်ပြန်ကစားသွားမယ်ဆိုပြီးတော့မှဂျုံဝါသွားခဲ့တာတွေ့ရပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ပြောခဲ့တာဆိုရင်တော့သူ့အနေနဲ့ဒီပွဲစဉ်မှာသူကဒီအရင်တုန်းကဒီထိုးတက်ပုံစတိုင်နဲ့ပဲကျွန်တော်ပွဲထွက်လာပြီးတော့မှဒါသူ့ရဲ့ဒီတိုက်စစ်ဖွင့်မှုကိုပေါ့နော်ဒါပို့ပြီးတော့မှဒါအရင်ကထက်ကျွန်တော် ီ aggressive ဆန်ဆန်နဲ့တိုက်စစ်ဖွင့်ပြီးတော့မှသာရှင်ပြန်ကစားသွားမယ်ဆိုပြီးတော့မှသာကြုံသွားတာတွေ့ရတယ်။အဲ့တော့ငကိုကတော့သူ့အနေနဲ့ဒီထက်ဝိတန်မြင့်တဲ့ဒါဝိတန်ဒီမှာဒါရှင်ပြန်ထူးတက်ခဲ့တယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်လည်းဒါသူရဲ့ weight အနေထားအရောဒီလှုပ်ရှားမှုအရောပါဝါဘိုင်းအရောပြောမယ်ဆိုရင်တော့ဒါရှိတာကတော့ရှိတယ်ပေါ့နော်တို့ပေမဲ့လဲပေါ့နော်သူဆိုလိုတဲ့အတိတ်ပဲကဒါ weight ချလိုက်တယ်ဆိုပြီးမဲ့လဲဒါသူရဲ့ပါဝါကကျွန်တော်ငကိုအတိုင်းပဲကျွန်တော်ပြင်းနေသေးတယ်ဆိုတဲ့အကြောင်းကိုဒါသူပြောပြသွားခဲ့တယ် โอเคအဲ့တော့ကျွန်တော်ခွန်ထောင်းအနီးအနေနဲ့ဒါနောက်ဦးနဲ့ရှင်ပြန်ထူးတက်သွားဖို့ကျွန်တော်ပွဲစဉ်မတိုင်ခင်မှာဒါသူပါလီပြောဆိုခဲ့တယ်လေဗောနော်ဒါလေးကျွန်တော်တို့ဒါလေးလာကြည့်လိုက်အောင်ပါအဲ့တော့သူဒီမှာပြောဆိုထားခဲ့တာဆိုတော့သူ့အနေနဲ့ဒီမကြည်ပွဲကိုပြန်လည်ရှင်ပြန်ထူးတက်ခြင်းတဲ့အကြောင်းကိုဒါပြောဆိုခဲ့တယ်ဗောနော်ဒါမကြည်ပွဲထူးတက်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒါအကလုံးနီးပါးကအဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အငင်းပွားမှုတွေရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့မှခွန်ထောင်းအနည်းအနေနဲ့ပြောဆိုထားတာကဒါနောင်အိုမှာ ဒါတော်တော်လေးကိုကောင်းတဲ့ timing တွေရှိတယ်ပေါ့နော်အဲ့ဒီ timing တွေကိုသူကဒါလိလာထားတယ်လို့ဒါပြောဆိုထားတာတွေ့ရတယ်အဲ့တော့သူ့အနေနဲ့ကလည်းဒီ timing တွေကိုဒါနောက်အိုထက်ကျွန်တော်ပို့ပြီးတော့မှဒီဥအောင်ပေါ့နော်ဒါသူ့ရဲ့ဒီကစားအားကိုလည်းဒါပို့ပြီးတော့မှဒါမြန်အောင်ကျွန်တော်ပြင်ဆင်ထားတယ်ဆိုပြီးတော့မှလည်းဒါသူကပြောဆိုထားတယ်ဒီပွဲမှာသူကဒီရလက်ပြက်သားတဲ့ပုံစံမျိုးနဲ့ဒါအနိုင်ရယူပြီးတော့မှဒါဒီတတိယမြောက်မကြည့်ပွဲမဖြစ်လာအောင်ဒါအကောင်းဆုံးကျွန်တော်ရှင်ပြိုင် ူးစားသွားမယ်ဆိုပြီးတော့မှပြောဆိုထားတာမျိုးတွေ့ရတယ်ပေါ့နော်တကယ်လို့ဒါအခွင့်ရေးရမယ်ဆိုရင်တော့နောင်အိုကိုသူ့အနေနဲ့ဒါအဆုံးတတ်တဲ့ပုံစံမျိုးနဲ့ဒါပွဲသိမ်းသွားမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့လုံးဝကိုဒါပွဲကောင်းပွဲကျန်တပွဲဖြစ်မယ်ဆိုပြီးတော့မှလည်းဒါပြောဆိုသွားခဲ့တာတွေ့ရတယ်ပေါ့နော်โอเคဒါကတော့နောင်အိုနဲ့ခွန်ထွန်းအနီးတို့ဒါမကြည်ပွဲမတိုင်ခင်မှာကျွန်တော်အင်တာဗျူးတွေမှာပြောဆိုသွားခဲ့တဲ့ဒါစိတ်ဝင်စားစရာစကားတန်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောရင်းပြောရင်းနဲ့နည်းနည်းလေးရှည်သွားတယ်အဲ့တော့ပွဲစဉ်လေးကိုပဲသွားလိုက်အောင်ပါကျွန်တော်ဒီပွဲစဉ်လေးကိုဒါကျွန်တော်ကြည့်ရှုနေရင်းနဲ့ ဒါကွန်ထရောနီယောပြီးပြီဆိုရင်နောင်ဦးတို့ရောဒီသူတို့ရဲ့ဒီပွဲစဉ်အရင်တော့ကရှင်ပြန်ထိုးတက်သွားခဲ့တဲ့တကက်ကိုဒါပွဲစဉ်ကောင်းနေပေါ့နော်ဒါလိလန်စရာအများကြီးရှိတဲ့ပွဲစဉ်ဒီကိုကြည့်ရှုရင်းနဲ့ကျွန်တော်ဒါသူတို့ရဲ့ဆွမ်းဆောင်ရည်တွေကိုဒါတုံးတက်ခံမှန်းပြီးသွားပြီးမဲ့အပြင်ဘယ်သူကအနိုင်ရရှိသွားမလဲဆိုတာကျွန်တော်ပွဲစဉ်လေးကိုဒါအတူကြည့်ရင်းနဲ့ကျွန်တော်ခံမှန်းတုံးတက်ချလိုက်အောင်ပြ Okay အဲ့တော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ဒါ1 championship ကခြေကန်ချက်အပြင်းဆုံးဒါ legend ဝိုင်းရင်ဖိုင်တာကြီးတူဦးဖြစ်တဲ့နောင်ဦးရဲ့ ဒါပွဲစဉ်ကိုအရင်ကြည့်ရှုပေးသွားပြမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါပောက်ကွယ်အပြင်းပြင်းနဲ့ဒါရှင်ပြန်ထူးတက်တဲ့ဒါခွန်ထုံးအနီးဆူတဲ့ဒါဖိုက်တာရဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရှုသွားမှာဖြစ်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ကတော့ဒါစတင်ပါလား28ရက်2024ခုနှစ်ဒါ One Friday Fight PD1 ဆိုတဲ့ကောင်းစဉ်အောက်မှာဒါချင်းပါပြုတ်သွားခဲ့တဲ့ပွဲစဉ်ကောင်းတပွဲလေးပဲဖြစ်ပါတယ် အဲ့တော့ညီတောင်းကတော့နောင်ကိုပြစ်တယ်အရက်9ပြင်းနဲ့9လက်မအသက်ကတော့38နှစ်အဲ့တော့ one championship မှာကတော့ယခုအချိန်ထိဒါပွဲစဉ်ပေါင်း15ပွဲအထိဒါရှင်ပြန်ထူးတက်ထားပြီးမှဒါ17ပွဲအနိုင်ရရှိထားပြီး၄ပွဲရှုံးနေထားပါတယ်အဲ့တော့တစ်ဖက်ကတော့ဒါရုရှားကဖိုက်တာပြစ်တယ်ဒါခင်မရီယန်နာပါတီလို့ခေါ်တယ်ဗောနော်ဒါအပြာတောင်းကဖိုက်တာဖြစ်ပါတယ်အသက်ကတော့30ပါ ငါးပီနဲ့ဆယ်လမ်းမှရှိတယ်ဒါ1 championship မှာကတော့လုံးဝအသာရှုံးဝင်းရှိထားသေးပါဘူးလီပွဲစလုံးကိုကျွန်တော်လီပွဲထိုးလီပွဲလုံးအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ကျွန်တော်မြန်မာ fighter တွေတော်တော်များများကျွန်တော်ဒါတင်ယူလိလာတင့်တဲ့ဒီကစားကွက်တွေကျွန်တော်အများကြီးရှိနေတာတွေ့မြင်နေရတာပေါ့နော်ကောင်းတယ်ကျွန်တော်ကြည့် movement တော်တော်လေးကောင်းတဲ့ fighter တူဖြစ်တယ်ရုရှား fighter ကဒါတစ်ပတ်က နောင်ဦးကတော့ကျွန်တော်ဒီပြောမယ်ဆိုရင်တော့ချီကန်တော်တော်လေးပြင်းတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့နောင်ဦးရဲ့ချီကန်ချက်ကိုဒါ Premier Nabati နဲ့ဘယ်လိုမျိုးကင်တွေပြီးတော့မှဒါကစားသွားခဲ့တယ်လဲဆိုတာကျွန်တော်ဒါလိမ့်လာကြားလိုက်အောင်ဗျအဖူတော့ကောင်းတယ်ဒီ movement နဲ့ကျွန်တော်ပြောမယ်ဆိုတော့ဝင်ထွက်ဒါတပတ်ကနောက်ဝတ်အတွက်လဲဒါစိုးရင်စရာအနေထားမျိုးရှိတယ်ပေါ့နော် ဒါလှုပ်ရှားမှုတွေတော်တော်လေးလိမ်မြန်တာမျိုးတွေ့ရတယ်ဗျဒီ Russian fighter အဲ့တော့ပရိသတ်တွေအားလုံးသိရှိကြပြီးတာဖြစ်တယ်ပေါ့နော်ဒီ Kimrian Nabati ဆိုတဲ့ fighter ကဒီနောက်ဆုံးပွဲဒါရှိပင်သူတထားခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုတော့သူ့အနေနဲ့ဒီတားမြစ်စီကြောင့်ဒါကျွန်တော်ပွဲပယ်ပြင့်တန်းတနစ်ခွဲလားမသိဘောနော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေထဲမှာကျွန်တော်ဒီအချိန်ဘလောက် ဒါသူ့အနေနဲ့ပွဲပယ်ပြစ်ဒဏ်ခံလိုက်ရတယ်လေဗောနော်တည်တဲ့လူရှင်နဲ့အောက်ကခုံးမမှာဒါဝင်ရောက်ပြောဆိုသွားပြီးဘူးဒါဖိကိုချင်ပါနဲ့ကျွန်တော်အနေနဲ့တိထားတာကတော့ဒါတနစ်ခွဲလားမသိဘူးဒါပွဲပယ်ပြစ်ဒဏ်ခံရတယ်ဗောနော်အဲ့တော့အကြောင်းရင်းကလည်းသူ့အနေနဲ့ဒီရှိကဒီပွဲစဉ်လေးရှင်မဲ့ထူးတက်သွားပြီးတဲ့နောက်ပိုင်းမှာဗောနော်ဒီတန်ရာတွေရရှိထားခဲ့တာရောပြီးစဉ်ဒီ training မှာ leaching ပြင်ဆင်ရင်းနဲ့ဒါ training ရရှိခဲ့တာရောမအားဒါဒီနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဒါ တကူတောင်းမှုတချို့ဒါလုံနေတဲ့အချိန်တော်သွင်းမှာပေါ့နော်ဒါ1 championship ကဒီတားမြစ်ထားတဲ့စီးတစ်ခုကိုဒါတုံးဆွဲလိုက်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီနောက်ဆုံးပွဲမှာပေါ့နော်ဒါစစ်စစ်ချက်ထွက်ပေါ်လာတဲ့အချိန်မှာကျွန်တော်ဒါဒီပွဲပယ်ပြစ်ဒဏ်အနေနဲ့ကျွန်တော်ချမှတ်ခံရရတာဖြစ်တယ်ပေါ့နော် အဲ့တော့နောင်ဝကတော့ဒါပြိတ္တတွေအားလုံးတိကျပြီးတော့ဖြစ်တယ်ပေါ့နော်ဒါချန်ပီယံဟောင်းတူဦးဖြစ်တယ်ဒါစွမ်းဆောင်ရေးရပြောမယ်ဆိုရင်တော့ဒီမွေထိုင်းဖိုက်တာတွေထဲမှာဆိုတော့ဒါကောင်းတဲ့ဖိုက်တာတူဦးလို့ကျွန်တော်ပြောလို့ရတယ်တပကဝင်ထွက်ကျွန်တော် right hook တွေဝင်တာတော်တော်လေးကောင်းတယ် spinning back ကောင်းတယ် camera နံပါတ်2 ဟိုးကောင်းတယ်ဗျာဂျီယွန်အစားသွားခင်းတာအဲ့တော့1 championship မှာရှင်မင်းထိုးတဲ့နေတဲ့ဒီ Russia fighter တွေအထဲမှာဆိုတော့ကျွန်တော်အနေနဲ့ဒီတဘောအကြရဆုံး fighter ဆိုရင်တော့ဒီ Kimrian Nabati လို့ပြောလို့ရတယ်ပေါ့နော် ကဲသူ့ရဲ့ဒီခြေကန်ချက်တွေကအလုတ်သိပ်မဖြစ်ဘူးဗျအဲ့တော့ဘာကြောင့်လဲဆိုတော့တပတ်ကခင်မရနာမတီကကျွန်တော်တော်တော်လေးတတိကြီးတယ်တပတ်ကပြိုင်ဖက်ရက်ဒီကစားဟန်တွေကိုဒါတော်တော်လေးလိလာထားပြီးတော့မှဒါတော်တော်လေးပြင်ဆင်လာတာမျိုးတွေ့ရတယ်ဗောနော်ကောင်းတယ်ဘော်ဒီရှော့တွေ right foot left foot တွေဝင်ထားတယ်ဒီပုံစံပဲကျွန်တော်အကွာဝေးချပြီးတော့မှဒီ PRP ပုံစံမျိုးနဲ့ကစားသွားမယ်ဆိုတော့နောက်အနေနဲ့ တဖြည်းဖြည်းနဲ့ဒီတက်လုံးကျသွားပြီးတော့မှဒါအခက်မသိရင်တော့မှအလဲထိုးပုံစံမျိုးနဲ့သာရှုံးနေသွားနိုင်စီရှိတယ်ဗောနော်အဲ့တော့ပွဲစဉ်ကတော့နောင်အိုနေနဲ့နည်းနည်းလေးတော့မားလို့မရတဲ့အနေအထားမျိုးရှိတယ်တပတ်ကလုံးဝကျွန်တော်တောက်လျှောက်တာအခွင့်ရီဒီအကွာဝေးတာချားနေတယ်ဗောနော်ဒါအခွင့်ရီကိုသူ့အနေနဲ့ရရတယ်လို့ကျွန်တော်ဒါထိုးနေတာမျိုးတွေ့ရတယ်ဗောနော် ခြေဖမ်းတာကောင်းတယ်ဘော်ဒီရှော့နိုင်ထားတယ်ဒါအကက်မခံဘူးဒါ push kick လေးကျွန်တော်ကန်သွားတာမျိုးတွေ့ရတယ်အဲ့တော့နောက်ဝါတော့ပြောမယ်ဆိုတော့ဒါဆိုင်ထူးကြိုင်ထူးအနေထားမျိုးရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာဆိုရင်တော့ကျွန်တော်တို့တစ်ဖက်ကပြိုင်ဖက်ကပြန်ပြီးဆိုင်ထူးပြိုင်ထူးမယ်ဆိုရင်တော့ဒါနည်းနည်း risk များတယ်လို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးဒီအကွာကိုချပြီးတော့ ဒီရှိသူထိုးလိုက်ဒါနောက်လေးဆုပ်လိုက်ပေါ့နော်အဲအဲ့လိုမျိုးဒီကိုထိုးလိုက်တဲ့အချက်တိုင်းကိုလည်းကျွန်တော်မိမိရဲ့ပုံစံမျိုးနဲ့ဒါဒီထီအောင်ရှင်ပြန်ထိုးတက်မယ်ဆိုရင်ဒါအချီကြာလာမယ်ဆိုတော့သူ့အနေနဲ့ဒါခွင့်ရပူပြီးတော့များတယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်ကတော့ဒါမြန်မာပြည်သက်တွေအနေနဲ့ကလည်းဒါတည်ယူတင့်တယ်ဗျတကယ့်ကိုဒီဆိုင်ထူပြိုင်ထူဖိုက်တာတွေနဲ့ဆိုတော့ဒါကင်မရီယာနံပါတ်3လို့ကျွန်တော်ရှင်ပြန်ကစားသွားဖို့အရေးကြီးတယ်ဗျ ဘက်ကပြောမယ်ဆိုရင်တော့ Russia fighter အရက်မောင်းမှလည်းအသာချက်ရှိတယ်ပေါ့နော်ဒီအသက်ရွယ်ရမှလည်းသူကတာနေတယ်ဆိုတော့ဒါပွဲစဉ်ကိုပြောမယ်ဆိုရင်တော့သူအနေနဲ့ကစားပုံအရကြည့်မယ်ဆိုရင်တော့အရင်ကြီးကျွန်တော်တို့ဒီ PR ဝင်နေတဲ့ပုံစံမျိုးတွေတိတ်မတွေ့ရအောင်ပေါ့နော်အဲ့တော့ full war ကောင်းကောင်းနဲ့ကျွန်တော်တို့ကစားနေတာမျိုးတွေတွေ့ရတယ်ဒါထူးချက်တွေကပြောမယ်ဆိုရင်ဒီတိတ်ပြီး ကင်မရီနာဘာတီအတွက်ကကျွန်တော်အချိခံရဖို့အတွက်တိတ်ပြီးစိုးရိမ်စရာအနေထားမျိုးတော့မရှိဘူး။ဒီတစ်ချက်ကတော့တာတယ်။ကြည့်ဆရာတမနောင်ဝါတော့ပြောမယ်ဒီတက်လုံကပုံစံအနေထားရကြည်တာကျွန်တော်မကြဘူးလို့ထင်ရပေမဲ့လည်းကျွန်တော်ဒီစပြီးတော့မှကြနေပြီပေါ့နော်။ဒီပထမချီရဲ့ကျွန်တော်ဒီ ပြီးဆုံးခါနီးပြီးဆုံးသွားတဲ့နောက်ပိုင်းမှာဆိုတော့နောက်ဦးနဲ့တော်တော်လေးပန်းနေတဲ့ဒီအမူအရာမျိုးတွေဒါတွေ့ခဲ့လိုက်ရတယ်ပေါ့နော်အကင်းရဲနာမတီးရလည်းပြောဆိုတာဖူဝေါ်တွေကောင်းကောင်းကစားနိုင်လို့ပြမဟုတ်ဆိုတော့ဒီ chicken ချက်နဲ့တင်ဒါတိတ်ပြီးမလွယ်ပြ chicken ရှာတော်တော်လေးပြင်းတယ်သူနောက်ဦးရဲ့ဒီ ခြေကန်ချက်နဲ့အနိုင်ရယူထားခဲ့တဲ့ပွဲတွေကြောင့်တော်ပြီးကြည့်မယ်ဆိုတော့ဒါပြိုင်ဖက်တွေကဒါသူ့ရဲ့ခြေကန်ချက်တွေတော်တော်လေးချိန်ကြတာမျိုးဒါတွေ့ရတယ်ပေါ့နော်ကဲခလစ်အနေထားမျိုးပူးနေပါပြီဒါအဝင်ထွက်ကတော့တော်တော်လေးကောင်းနေလို့ပြောလို့ရတယ်ဗျာ ။နောက်ဟိုအတွက်ပြောမယ်ဆိုတော့ဒါလောက်ရကန်ရခက်ခဲတဲ့ပွဲစဉ်တပွဲလို့ဒါသတ်မှတ်လို့ရတယ်။ဒါထိချက်တွေသူ့အနေနဲ့အตาရအောင်ဒါရှင်ပြန်ထူးတက်ဖို့အတွက်တော်တော်လေးရုန်းကန်ခဲ့ရတယ်ဗျ။နောက်ပါဒီကတော့ကျွန်တော်တော်တော်လေးမြန်တယ်သူ့ရဲ့ထိချက်တွေကလုံးဝကျွန်တော်တို့တရားလေးကြည့်နေမှဗျ။ဒါထိချက်ကလည်းများတယ်မြန်လည်းမြန်တာမျိုးတွေဒါတွေ့မြင်ခဲ့ရတယ်။ လောကကျွန်တော်တက်လုံကအကွာကြီးဖြစ်နေရမျိုးတွေ့ရတာပေါ့နော်ရုရှားဖိုင်တာတက်လုံကလောကကောင်းနေသေးတယ်နောက်ဦးအနေနဲ့စိုးရင်ရတယ်နည်းနည်းကောင်းနေရောခါကုန်ပြီခန္ဓာကိုယ်ကျွန်တော်ပုံစံနေထားရကျွန်တော်လက်ပံချနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ကဲပြီးဆုံးသွားပါပြီအဲ့တော့ ူတူတူကျွန်တော်တို့ခက်မှန်းနေစရာမလိုဘူးဗျထိချက်ပိုင်းမှာကင်မရီယန်နာပါတီနဲ့လုံးဝသာတာခဲတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီထုတ်တပောက်အရပြောမယ်ဆိုတော့ဒီနောင်ဝရဲ့ဒီထုတ်တပောက်ကိုတော့သဘောကျမိတယ်ဒါထိချက်ပိုင်းကိုကျွန်တော်တို့ဒါကောင်းကောင်းတာမထိခဲတာပေါ့နော်ဒါတပောက်ကတော့မဆိုးလို့ပြောလို့ရတယ်ဗျအဲ့တော့အဓိက တပ်ပေါက်ကတော့ဒါ chicken ချက်ပေါ့နော်ဒီ chicken ချက်ကို Russian fighter နေနဲ့ဒါအကောင်းဆုံးကင်တွယ်ပြီးတော့မှဒါရှင်ပြန်ကစားတောင်းနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဗျ Okay အဲ့တော့ကျွန်တော်တို့ဒီ control အနည်းဆိုတဲ့ဒီ fighter ရဲ့ဝဲစဉ်ကောင်းလေးတွေကိုကျွန်တော်ထပ်ပြီးတော့မှဒါပိတ်သက်ပြီးနေပြီးကြီးလိုက်ရအောင်ပါအခုဒီပွဲစဉ်ကတော့ကျွန်တော်2024ဂျွန်လ28ရက်နေ့ ဒါ One Friday Fight 68ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါရှင်ပြန်ထုတ်တသွားခဲ့တဲ့ပွဲစဉ်ကောင်းတဲ့ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ခွန်ထွန်နီကတော့ဒီဘောင်းဘီအစိမ်းနဲ့အပြာဆက်ချဝစ်စင်ထားတဲ့ fighter ဖြစ်ပါတယ်အဲ့တော့သူကတော့ဒါ One Championship မှာကျွန်တော်ရလဲရပြောမယ်ဆိုတော့ဒါအဖြည်းဖြည်းနဲ့သူကောင်းလာတဲ့ fighter တူပြောလို့ရတယ်ဝဇင်ပေါင်းတော့ဒါ73ပွဲအထိဒါရှင်ပြိုင်ထိုးတက်ထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ ီဆက်တပွဲကွာနိုင်ရရှိထားပြီးဒါနှစ်ပွဲရှုံးနေထားတာတွေ့ရတယ်။အဲ့တော့တပကအနီတောင်မှာရှင်ပြန်ထွက်တက်နေတဲ့ဘောင်းမီရဲ့မဲအောင်တဲ့ဖိုင်တာကတော့ဒါပိသက်တွေအားလုံးတိကျပြီးတာဖြစ်တယ်ဗောနော်။ဒါလက်ရှိဖေဒါဝိတ်တန်ရဲ့ဒါကစ်ပေါင်စင်ကမ္ဘာချန်ပီယံတူဦးဖြစ်တယ်။အဲ့တော့ဒီဘန်နဝေးဝီထိုင်းချန်ပီယံဟောင်းတအူးလေးဖြစ်တယ်ပေါ့နော် အဲ့တော့ဒီမချန်တိခင်ကပဲဒါဆူနီဝူရဲ့ပြန်ဖက်ဖြစ်တဲ့နောက်ပြီးအနေနဲ့ဒါရှင်ပြန်ထူတက်ပြီးတော့သူ့အနေနဲ့ဒါရှုံးနေတောင်းခင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲမှာဆိုတော့ဒါတမဝိတ်တွင်းမဝင်ရောက်နိုင်ခဲ့လို့ဒါခပ်ပတ်ပါဖြုတ်ချခံလိုက်ရတယ်ပေါ့နော်အဲ့တော့လက်ရှိကတော့ဒါဖေဒါဝိတ်ဖေဒါဒီကျွန်တော်ဖေဒါဝိတ်တော့ပြစ်သွားပြီဒီဘန်နဝိတ်မွေထိုင်းရဲ့ဒီ ranking အဆင့်တက်နေရာပဲရှိ ਉ မယ်ဗျာ ဒါခပ်ပတ်ပွဲမဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒါ ranking tip ပေါ်ဈင်းပေးလိုက်ရတယ်အဲ့တော့နာပြင်းနေနေကတော့ဒါမကြည်ပွဲဒီချင်းတီတလောက်ဖြစ်လာဖို့များနေတယ်ပေါ့နော်အဲ့တော့မကြည်ပွဲမှာကလည်းကျွန်တော်ထင်တယ်ဗျနာပြင်းနေပဲကျွန်တော်အနိုင်ရယူတော့ဖို့များနေပြဖိုက်တာနော်ဦးစလုံးကတော့အရင်မှတိတ်မကွာဘူးဒါ9ပေ6 9ပေခုံပေါ့နော်ခွန်တော်နီးကတော့9ပေ6ရှိတယ်အတက်ကတော့ဒါခွန်တော်နီးက28စူပါလတ်29 ဲ့တော့ Super League ကတော့1 Championship မှာဒါဒီဝစီမောင်းထုတ်တက်ထားတဲ့အရေအတွက်အများဆုံး Fighter တဦးထဲမှာသူကပါတယ်ဗောနော်ဒါ16ပွဲထိဒါရှင်ပြိုင်ထုတ်တက်ထားပြီးတော့မှအဲ့ဒီမှာဆိုရင်15ပွဲအနိုင်ရရှိထားပြီးဒါ2ပွဲရှုံးနေထားတာတွေ့ရတယ်ဗောနော်အဲ့တော့ Fighter နှုတ်စလုံးကတော့ပြောမယ်ဆိုတော့ဒါရှုံးနေထားခဲ့တဲ့အရေအတွက်ကတူတယ်ဘယ်ကွန်ထောနီရဲ့ကစားကွက်ကိုကျွန်တော်ဒါကြည့်ရတဲ့လောက်ဆိုတော့တည်ငြိမ်နေ ဒါမပိုင်ရင်ကျွန်တော်မထုတ်တဲ့သဘောမျိုးရှိတယ်ပေါ့နော်ဒါသူနည်းနည်းတီချက်တီတီချက်ချက်ပုံစံမျိုးနဲ့ကစားတာမျိုးတွေတွေ့ရတယ်ဒါစပါလက်နဲ့ရှင်မြင်ကစားတဲ့အချိန်မှာဆိုတော့သူနည်းနည်းလေးဒီပြောမယ်ဆိုတော့ရှိန်နေတဲ့အနေအထားမျိုးတွေနည်းနည်းလေးတွေ့ရတယ်တော်တော်လေး queue site ပြီးတော့ကစားနေရတယ်ဗျလူကြီးတွေကန်ဟာတွေ့ရတယ် 30 seconds left in the first round. အဲ့တော့ကျွန်တော်ကွန်ထောနီးရဲ့ဒီရှစ်တစ်ဖြက်ကစားသွားခဲ့တာကြည့်မယ်ဆိုတော့ဒါကျွန်တော်ရဲ့ဒီခန်းစားအချက်အရာကတော့ဒီနောင်ိုနဲ့တော်ပြီးရှင်ကြည့်လိုက်မယ်ဆိုတော့နောင်ိုကတော့မှဒီကစားပုံဒီ movement တွေကကွန်ထောအနီးထက်ကျွန်တော်တို့ movement ကောင်းနေတဲ့အနေအထားမျိုးရှိတယ်ပေါ့နော် Okay round 1ပြီးတော့ပါပြီခုနကနေ့ကတော့ဒါကစားပုံရတော့ဒီနောင်ဦးထက်လုံးဝဒါတည်ငိမ့်တာမျိုးတွေ့ရနောင်နောင်ဦးကနည်းနည်းလေးဒီတိုက်စစ်ပူပြီးတော့မှဆန်တယ်မနော်ကစားပုံရဒါခုနကနေ့ကတော့ဒီတိုက်စစ်ကတိုက်စစ်အရင်ကြီးဆန်သလားဆိုတော့လေအဲ့လိုကြီးတယ်မဟုတ်ဗျသူ့အနေနဲ့ဘယ်လိုပြောမလဲဆိုတော့ဒီကောင်တာကစားတဲ့ပုံစံမျိုးနဲ့ဒီထိချက်မမှန်နဲ့ဒါဖြစ်ဖြစ်ချင်း ဒီကစားရင်းနဲ့ဒီအခွင့်အရေးကိုရှာပြီးတော့မှဒီပြိုင်ဖက်တွေကိုဒါအဆုံးတက်ပုံစံမျိုးနဲ့ကစားတာမျိုးပြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ကစားပုံရတော့နည်းနည်းလေးဒီပုံစံနေထားရကြည့်မယ်ဆိုတော့နီးတယ်ပေါ့နော်နည်းနည်းလေးဒီပြင်ဖို့ကောင်းတေအောင်ရအောင်ရှိတယ်တိုးမိမယ်လေသူကကန်ချက်တွေထူးချက်တွေကလည်းပြောမယ်ဆိုတော့ဒါကောင်းတယ်ပါဝါရှိတယ်ဒါစိုးရင်ရတဲ့ဖိုင်တာတအုပ်ဖြစ်တယ်ဗျာ အဲ့တော့သူ့အနေနဲ့ဒီပွဲချိုအင်တာဗျူးမှာပြောဆိုခဲ့သလိုပဲသူ့ရဲ့ဒီကောင်တာကစားကွက်တွေကိုပေါ့နော်ဒါနောက်အထက်ဒါဘလောက်ထိကျွန်တော်မြန်အောင်ဘလောက်ချီဘလောက်ထိတာအောင်ပြင်ဆင်လာနိုင်မလဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့မကြည်ပွဲမှာကတော့ကျွန်တော်အနေနဲ့ဒါပြောဆိုခဲ့တဲ့အတိုင်းပဲဒါခွန်ထုံးအနည်းကိုအသားတော့ပေးထားတယ်ပေါ့နော် ဲ့တော့နောက်ကတော့ကျွန်တော်ပြောမယ်ဆိုရင်တော့နည်းနည်းလေးဒီအကြပိုင်းရောက်တယ်လို့တော့လည်းဒါပြောလို့တော့မရသေးဘူးသူ့ဝိမဲ့နေသူ့ရဲ့ဒီစွမ်းဆောင်ရည်အရကျွန်တော်တို့ဒီနောက်ပိုင်းနေ့ဒီမှာဒါကစားထားခဲ့တဲ့ဒီကစားကွက်တွေကြည့်မယ်ဆိုရင်တော့ဒါပါဝါပါဝါပိုင်းကတိတ်ပြီးအားရစရာမရှိဘူးနော်ဒီခြေကန်ချက်ကလွဲလို့ပြီးပြီဆိုရင်ဒီနောက်ဆုံးအချိန်မှာလည်းတက်လုံပိုင်းမှာဒီအနေငယ်ဒီစူးရင်စရာရှိတယ်ဗောနော်အရင်ကြီးဒီ ကြားတဲ့ဖိုင်တာမျိုးတော့လည်းမဟုတ်သေးဘူး။ဒါထပ်ပြီးတော့မှနောက်ထပ်နှစ်၃နှစ်လောက်ထိုးမယ်ဆိုရင်ဒါရတော့ရသေးတယ်ပေါ့နော်။အဲ့တော့ပြည်သက်တွေအနေနဲ့ရောဒါ1 championship ကျွန်တော်မွေထိုင်းမှာရှင်ပြန်ထူးတက်နေတဲ့ဒီ high number G fighter တွေထဲမှာပေါ့နော်ဘယ် fighter တွေကိုပို့ပြီးမှသာသဘောကျမှုတလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခုနှက်မှာ ပြောဆိုသွားခဲ့လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီလက်ရှိကျွန်တော်ဒီ fighter နှစ်ဦးဗောနော်ဒီ fighter နှစ်ဦးမှာဆိုတော့ကျွန်တော် control နီးကိုပို့ပြီးတော့မှသဘောကျတယ်ဒီတခြားတော့ဒီနာမည်ကြီးမွေထိုင်းဖိုက်တာတွေအဲထဲမှာဆိုတော့ဒါတာဝန်ချိုင်းဆိုတဲ့ဖိုက်တာကိုဒါပူပြီးသဘောကျမိတယ်ပေါ့နော်ဒါစူပါလက်ကိုတော့ကျွန်တော်အဲ့လောက်ကြီးသဘောတော့မကျဘူး အကြောင်းရင်းကတော့ဒါစူပါလက်ကပြောမယ်ဆိုတော့နည်းနည်းလေးဒီပွဲမှာကျွန်တော်ကစားတဲ့အချိန်မှာကစားပုံအရပြောမယ်ဆိုရင်တိတ်ပြီးတော့မှကြည့်ရတာနည်းနည်းလေးဒီဇအာနေတယ်လို့ဒါခံစားရတယ်ပေါ့နော်အဲ့တော့သူကတော့ပြောမယ်ဆိုတော့ဒီပွဲစဉ်တော်တော်များများမှဆိုတော့ဒီ IQ တွေ၃မိနစ်မှသာကစားတာမျိုးတွေများတယ်ပေါ့နော်တကယ်ကိုကျွန်တော်ကြင်ကြင်တန်းတန်းကျွန်တော် ဒါတူရပြန်ကိုရပြန်ကစားတာမျိုးမဟုတ်ဘဲနဲ့ဒါ defend လည်းကစားတယ်ပြီးပြီဆိုရင်ပြန်ဖက်တွေကျွန်တော်ဖိအားပေးလာတဲ့ဒဏ်ကိုလည်းသူ့အနေနဲ့ဒါရှိန်တာမျိုးလေးရဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနာဗီယန်နိမ့်နဲ့ပွဲမှာရောနောက်ပြီးတော့မှဒီရော့တန်နဲ့ပွဲအဲ့နှစ်ပွဲကိုကျွန်တော်တွားပြီးချိလိုက်မယ်ဆိုတိတာနိုင်တယ်ပေါ့နော်ဒါစူပါလက်ကပြောလို့ဆိုတော့ IQ ကောင်းလို့ဒါပေါ့နော်ဒါနာဗီယန်နိမ့်ကိုပထမချိန်မှာကနေသူ့အနေနဲ့ မရှုံးလိုက်တာပေါ့နော်တကယ်လို့ဒါကျွန်တော်တို့ဒီဆိုင်ထိုးပြန်ထိုးဒီမျိုး clean chin သွားပြီးတော့မှဖတ်ပြီးမကစားအောင်ဆိုတော့တေချာတယ် super lab အနေနဲ့အစိုးရစောပိုင်းကနေရတာရှုံးနေပြီပေါ့နော်အဲတော့ကစားမှုကတော့ကျွန်တော်တို့တည်တဲ့အချိန်ပဲအထိနာပြီးသူ့အနေနဲ့ပြန်ဖက်တွေကျွန်တော်လုံးဝအနီးကဒါဖိအားပေးလာပြီဆိုတော့လမ်းပြီးတော့မှဖက်ဖက်လိုက်တာမျိုးတွေ့ရတယ်ပေါ့နော် ူပါလက်ကချီကန်ချက်ကောင်းတယ်ဒါလက်တီကတော့ဘလောက်ရည်တည်ပါဝါရှိတဲ့ဖိုက်တာတွေထဲမှာတော့မပါဘူးဒါတထောင်ကလည်းမစိုးလို့တော့ပြောလို့ရတယ်အဲတော့ဆိုင်ထူးပြိုင်ထူးဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကျွန်တော်ပြောရဲတယ်ဗျဒါစူပါလက်အနေနဲ့ဒါခွန်ထောအနည်းကိုလာလုံးဝမနိုင်နိုင်ဘူးဒါလက်တီကြီးကျွန်တော်ရှင်ထိုးမယ်ဆိုရင်တော့ဒါစူပါလက်အနေနဲ့ဒါကြာသွားနိုင်ရှိတယ် ခွန်ထောနီကပြောစမာတယ်စူပါလက်ကကျောနာဗီနေနဲ့ပွဲကိုကြီးလိုက်မယ်ဆိုတာနဲ့နည်းနည်းလေးဒီဒီပြောမယ်ဆိုတော့မာဂွန်ဘိုင်းမှာစိုးရင်စရာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာပြည်သက်တွေထဲမှာဒီတန့်စင်ဆိုတဲ့ဖိုင်တာတူရှိတယ်ပေါ့နော်ဟိုကတော့ သူရဲ့ idol ကကျွန်တော်တို့ဒီမှာပြောထားတာ super lab လို့ပြောထားတယ်ပေါ့နော်ကျွန်တော်လည်းစဉ်းစားလို့မရဘူးဗျာဘာကြောင့်မို့တယောက်နဲ့တယောက်တော့အကြိုက်မတူဘူးပေါ့နော်ဘာကြောင့်မို့ဒါ super lab ကိုကြိုက်တယ်ပေါ့နော်တို့တကယ်ဒီမူထိုင်းကိုဝတ္တနာပါရင်းတော့ကြည်နေတဲ့ပရိသတ်တွေတော်တော်များများကျွန်တော် super lab နဲ့ဒီတခြားသောမူထိုင်း fighter တွေနဲ့ကျွန်တော်ရှင်ကြည့်လိုက်မယ်ဆိုတော့ဒီ super lab ပြောမယ်ဆိုတော့နည်းနည်းလေးဒီ fan favorite တိတ်မဖြစ်ဘူးဗျာကြည့်အခုကျွန်တော်လမ်းဖက်လိုက်ရယ် IQ ကတော့ကောင်းတယ်ဗျာသူကအဓိကတော့ပွဲစဉ်တစ်ပွဲကဒီဟောပေါ့နော်ဆွမ်းဆောင်ရည်ကောင်းတာမကောင်းတာထက်ပေါ့နော်ဒါဆွမ်းဆောင်ရည်ကောင်းနေဆိုတော့ပူကောင်းတာပေါ့ဒီပွဲတစ်ပွဲကဒါနိုင်ဖို့အရေးကြီးတယ်ဆိုလို့ဆိုလို့ဒါဖြစ်တယ်ပေါ့နော်အဲ့တော့စူပါလက်ကပြောဆိုနိုင်ဖို့အဓိကဥတီပြီးတော့ကစားတယ်ဒီအချိုက်ကစားတာတိတ်မရှိဘူးပေါ့နော်မရတော့ရင်သူကလမ်းပြီးဖက်လိုက်တယ်ဗျာအဲ့တကူကတော်တော်လေး နာဘီအနေနဲ့ပွဲမှာဆိုနည်းနည်းလေးရုပ်ပေါက်တယ်ပြီးပြီဆိုရင်ကျွန်တော်ရော့ထန်နဲ့ပွဲမှာလည်းရုပ်ပေါက်တယ်နော်အဲ့တော့ရော့ထန်နဲ့ဒီစပါလက်တို့ပွဲကိုတော့ကျွန်တော်နေနဲ့ဒီပွဲကျူအာပွဲကျူကမန်ချန်အောင်ဖြစ်သွားပြီသူတို့ပွဲစဉ်တွေဒါသုံးလက်ချက်တချို့လုတ်ခဲ့တယ်ဗျာနော်ဒီမှာဆိုတော့ဒါစပါလက်နေနဲ့လုံးဝဒါဒီထက်တဲ့တန်အနိုင်ရယူတင့်တယ်ဗောနော်အဲ့လိုမျိုးပြောခဲ့တယ်ဗောနော်ဒါရော့ထန်ကတော့အဲ့ဒီပွဲမှာတော့ ကျွန်တော်တို့ဒါဆွမ်းဆောင်ရီကောင်းနေပြတတ်နိုင်ခဲ့တယ်ဆိုပေမဲ့ဒီထိချက်ပိုင်းမှာစူပါလက်ကတာတယ်ပေါ့နော်တို့ပေမဲ့ကျွန်တော်ကဒါစူပါလက်ကလုံးဝထက်ထက်တန်တန်နိုင်ခဲ့တယ်ဒါပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပွဲမှာစာစူပါလက်ရဲ့ဆွမ်းဆောင်ရီကိုကျွန်တော်အမှန်တကယ်ပြောတာလုံးဝတဘောမကျဘူးမကျအောင်ဆိုတာဒါကျွန်တော်ရဲ့ဒီ personally ပြောတာပေါ့နော်ခါတကယ်လို့ဒါဒါ rotten နဲ့ကျွန်တော် rematch ပြန်ပြီးထိုးမယ်ဆိုရင်တော့မှ ဒီတကယ်လို့ဘာလို့ငါးချီပွဲထိုးမယ်ဆိုတော့တေချာတယ်ဒါရော့ထန်ကလုံးဝဒါစူပါလက်ကိုအနိုင်ရယူသွားနိုင်ဘူးများတယ်စူပါလက်ကပြောရင်ရော့ထန်လောက်သာတက်လို့မကောင်းဘူးဒါမာကုံနဲ့မကောင်းဘူးနော်အဓိကအပြင်တော့သူ့အနေနဲ့ဒီဂျန်ဖက်တူကိုဒီအရှောင်းသိန်းပုံစံမျိုးနဲ့ဒါသူ့ရဲ့ဒီနီးစနစ်ပေါ့နော်ဒီတပ်ပေါင်းစုံနေတဲ့နီးစနစ်တွေကိုဒါကောင်းကောင်းအတုံးချပြီးတော့မှ IQ ကောင်းကောင်းနဲ့ဒါရှင်ပြန်ကစားတက်တဲ့ဒါ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒီရဲ့ချက်တွေကပဲသူ့ကိုကျွန်တော် one championship မှာလာ champion တူဖြစ်တဲ့အထိကျွန်တော်ဒါရက်တည်ပေးနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပြီးသွားခဲ့တဲ့ဒီ Jonathan Hagati နဲ့ပွဲမှာဆိုတော့ဒီ American မှာ chip up ပြလို့သွားခဲ့တဲ့ပွဲမှာလာ super လက်ကဒါ Jonathan Hagati ကိုပွဲပထမချီသွင်းမှာပဲဒီ down နဲ့ ရိုက်ပြီးတော့မှဒါနိုင်ရပြီးသွားတယ်ပေါ့နော်အဲ့ဒီချက်ကတော့ကျွန်တော်အနေနဲ့ကတော့ဒါသူ့ရဲ့ဒီပြင်ဆင်မှုအားကောင်းခဲ့တာပါတယ်ပေါ့နော်တကယ်ကျွန်တော်တို့ပြောမယ်ဆိုရင်တော့တထောင်တာမဟုတ်ဘူးဆိုရင်တော့ဒါစပါလက်ကလည်းအဲ့ဒီပွဲမှာမလွယ်ဘူးဒါကျွန်တော်တက်ကတိကဒါရှုံးနေသွားနိုင်ရှိတယ်ပေါ့နော်တကယ်ကိုဒါနီးပြကောင်းစီရနဲ့တူတာလည်းပါတယ်တပတ်ကကျွန်တော်ကစားလာပြီးကစားဖို့ကိုပြင်နေတယ်အကောင်းဆုံးဒီကောင်တာဘလူးမျိုးတုံ့ပြန်သွားမလဲဆိုတဲ့အပိုင်းကို ဒါသူ့အကူဖြစ်တဲ့သူနဲ့ဒါပြင်ဆင်ထားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ပွဲစဉ်မှာဒါအနိုင်ရလက်နဲ့ကျွန်တော်ရယူနိုင်ဖြစ်တာဖြစ်တယ်ပေါ့နော်ကျောင်းတော့တတောင်ကတော့လုံးဝတိတိကျကျကြီးထီတော့ကျွန်တော်လုံးဝထီချပုံစံမျိုးနဲ့ဒါဒီဂျိုနာတာဟာကတိကတာရှုံနေသွားခဲ့တာဖြစ်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတော့ဒါဒီ control အနည်းနဲ့နောက်ဦးတို့ဒီလာမယ့်စနေနေ့မနက်ပိုင်း မှဂျန်ပွဲကြီးမှာကျင်းပပြုလုပ်သွားမယ်။ဒါပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဒါဖိုက်တာနှစ်ဦးစလုံးကြီးရဲ့ဒါအရင်ကရှင်မြန်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကောင်းလေးတွေကိုဒါပရိသတ်တွေနဲ့သူအဆအဆုံးကြည့်ရှုသွားပြီးခင်တာဖြစ်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဒါပွဲစဉ်လေးတွေကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါပရိသတ်တွေရဲ့ဒီခန်းစားချက်ပေါ့နော်ဒါဘလူကနိုင်ရရှိသွားနိုင်ခြင်းရှိတယ်ဒီနောက်နေ့ကတော့မီရိုဖိုက်တာနဲ့ဦးချောင်းပါပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်အောက်ကကွန်မန့်မှာလည်းဒါဝင်ရောက်ဆွေးနွေးတောင်းပြလို့ရတယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါကျွန်တော်ရဲ့အမြင်တချို့ကိုဒါပြောပြီးတွားပြီးဆိုတော့ကျွန်တော်ဒီကနေ့ရဲ့ဒါသုံးတစ်ချက်ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲရက်နာချင်တယ်ပေါ့နော်โอเคကျွန်တော်နောက်လာမယ့်နေ့ရက်ဒီမှာလဲဒီတခြားတော့ဒီစိတ်ဝင်စားစရာပွဲစဉ်တွေစိတ်ဝင်စားစရာဒီသုံးတစ်ချက်ဒီဒရင်အကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးသွားပြီးရှိတယ်ပေါ့နော်ဒီတို့ကြောင့်မို့လားဆက်လက်ဆောင်ကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုကျွန်တော်ပြင်ဖိတ်ကိုချင်ပါတယ် ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်။နောက်လာမယ့်နေ့တွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။